ဟယ်လိုအားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။နီးပြဖြစ်တဲ့ Ruben Amorin ကကျွန်တော်တို့ဒီညက Lion နဲ့ပွဲအပီပြောခဲ့တဲ့အကြောင်းအရာတွေထဲမှာလက်ရှိပေါ့နော်ကျွန်တော်တို့အခုချိန်မှာဆိုလို့ရှိရင် Premier League ပွဲတွေကိုလူငယ်ကစားသမားလေးတွေကိုထည့်ပြီးတော့ minute တွေပို့ပြီးတော့များများကစားခွင့်ပေးရင် Rex U သွားမယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားထားတယ်။ Europa League ကိုအာယုံစရရတော့မှာဖြစ်တယ်ဆိုပြီးတော့ Amorin ပြောသွားတယ်။ ဒါကကျွန်တော်တို့တက်စိတ်ဝင်စားဖို့ကောင်းနေပေါ့နော်ဒါပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့အနေနဲ့ဒါအသင်းကအကယ်လို့မြန် Champions League ဝင်ခွင့်ရရှိမယ်ဆိုရင်ဘလို့အကျိုးမြတ်ဒီရနိုင်တယ်လဲပေါ့ဒါလေးနဲ့ပတ်သက်ကျွန်တော်အရင်ဆုံးပြောကြည့်ရအောင်နော် MOD ပြောတာကိုကျွန်တော်ခဏထားပြီးတော့ဆိုတော့ United ကအကယ်လို့ပေါ့နော်ဟူဒီယာဒီမာ Europa League ဖလားရပြီးတော့နောက်ရာသီအတွက် Champions League ဝင်ခွင့်ရခဲ့မယ်ဆိုရင်အနည်းဆုံးပေါင်သန်း80ခန်းအထိဒါအကျိုးမြတ်ရရှိနိုင်မှာဖြစ်တယ်ပေါ့နော် မေလ22ရက်နေ့မှာယူရိုပါလီဖလားကိုစုခုနိုင်ပြီဆိုရင်ချန်ပီယံလိဝင်ခွင့်ရရှိမှာဖြစ်ပြီးတော့အသင်းရဲ့ဈေးကွက်အပြောင်းရွှေ့ဒီမှာလှုပ်ရှားနိုင်စွမ်းကတိတိတတကိုမြင့်တင်ပေးနိုင်မှုကျွန်တော်ရှိတယ်ပေါ့ယူနိုက်တက်အသင်းမှာဆိုလို့ရှိရင် ချန်ပီယံလိဝင်ခွင့်ရသည်ဖြစ်စေမရသည်ဖြစ်စေနွေရာသီမှာ ကွင်းလေကိုလုံးဝအားဖြည့်သွားဖို့အတွက်ပြင်ဆင်ထားတယ်။ United ရဲ့တင်းရင်းမြစ်တေရဆလို့ရှိနေပဲ United အသင်ကလာမယ့်ရာသီမှာဥရောပပြိုင်ပွဲဝင်ခွင့်မရရှိပါကတိုက်စစ်နဲ့အလေတန်းကလေးကိုလည်းအဓိကပြစ်မှတ်ထားပြီးတော့ကျူးပန်းနေတယ်။ဒါအပြင်ကျွန်တော်နေတဲ့ဒီလူငယ်ကစားမလေးပြတဲ့ Dublin ရဲ့အပြောင်းရွှေ့ကိုလည်းပို့ပြီးတော့ဦးစားပေးနိုင်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဆိုတော့ဒီအကယ်လို့မြန် Champions League ဝင်ခွင့်သာတကယ်ရရှိခဲ့မယ်ဆိုရင်တော့ Southampton ရဲ့လူငယ်ကစားမလေးပြတဲ့ Dublin ကို ရရှိအောင်လို့အမှန်ကန်ထဲထဲဝင်ဝင်ကြိုးပမ်းနိုင်မှာဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့အပြောင်းရွှေ့အပြောင်းရွှေ့တွေကလည်းတော့ဒီမှာကျွန်တော်ထားပါเนาะဟိုခဏတိုင်းပြောနေကြတာဆိုတော့တူတူကြကြလဲဘာမှသိရသေးတာမဟုတ်ဘူးဆိုတော့ဒီနေရာမှာအကယ်လို့ Champions League ဝင်ခွင့်သာရမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒါပေါင်တန်း80ခန့်ထိကျွန်တော်တို့အကျိုးမျက်ရှိနိုင်မှာပါဒါကြောင့်ကျွန်တော်ပြောတာ Champions League ဝင်ခွင့်သည်တအားအရေးပါတယ်ပေါင်တန်း80ဆိုတာကဝင်ခွင့်သီးတက်မယ်ရှိသေးတာเนาะအော်ကျွန်တော်အုပ်စုပွဲစဉ်တွေကန်နေပေါ့เนาะကျွန်တော်ဒါ PB commercial တွေကရတဲ့ကျွန်တော်တို့ခြေတွေဘာတွေရှိသေးတယ်ဒါတွေကတက်လာအောင်မှာနောက်တစ်ဆင့်တက်လေပူရလေနောက်တစ်ဆင့်တက်လေပူရလေနောက်တစ်ဆင့်တက်လေပူရလေကျွန်တော်တို့ဖြစ်မှာဒါကြောင့်မလို့ Champions League ဝင်ခွင့်ဒီကျွန်တော်တို့အတွက်အများကြီးရေးပါတယ်ကစားမအပြောင်းရွှေ့တွေလည်းကျွန်တော်အများကြီးအလုပ်လုပ်နိုင်မယ်တကယ်ကိုထိရောက်မှုရှိတဲ့အပြောင်းရွှေ့တွေကျွန်တော်အများကြီးလုပ်နိုင်မှာ Champions League ဝင်ခွင့်ဟာအတင်းအတွက်တော်တော်ကိုအရေးကြီးပါတယ်နောက်ဆိုတော့ညောင်ဝင်ခွင့်ကတော့အင်မတန်ရေးကြီးတယ်ပေါ့နော်လောတယ်မှာတော့အလှမ်းတော့ဝေးနေသေးတာပေါ့လေကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ ချန်ပီယံစ်လိဝင်ခွင့်ဟိုရဖို့ဆိုတာကယူရိုပါလေးရမှာဖြစ်မှာကိုပြီးခဲ့တဲ့ရာသီကတော့ဘာဥရောပပြိုင်ပွဲဝင်ခွင့်မှာမရရှိတဲ့အနေအထားကနေ FA ဖလားလဲကျွန်တော်ရရောယူရိုပါလေးရခဲ့တဲ့အနေအထားလို့ယူရိုပါလေးပေါ့နော်ဝင်ခွင့်ရခဲ့တဲ့အခြေအနေလို့ပေါ့ဗျာချန်ပီယံစ်လိဝင်ခွင့်တိုက်ရိုက်မရပေမဲ့ဖလားယူပြီးတော့ချန်ပီယံစ်လိဒါဝင်ခွင့်ယူနိုင်မလားပေါ့နော်ဒီနေရာမှာဆီမီဖိုင်နယ်ကနေပြီးကျွန်တော်နောက်တစ်ခုကြော်ဖို့လိုတယ်ပြီးရင်ဖိုင်နယ်မှာလည်း ဘယ်တဲ့နဲ့တွေ့တွေဖလားယူနိုင်ဖို့ကျွန်တော်လိုတယ်စီမီဖိုင်နယ်မှာဆိုလို့ရှိရင်တော့လက်ရှိအင်ရှင်ဖြစ်ကျင်းပမဲ့ကျွန်တော်တို့ဒါဘီဘာအိုနဲ့တွေ့ရမှာဆိုတဲ့အခါကျတော့အသင်းတွက်ကတော့မလွယ်ဘူးပေါ့လေဆိုတော့အဲ့ဒီမလွယ်ဘူးဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်ဘာတွေလုပ်ပြနိုင်မလဲပေါ့နော် Champions League ဝင်ခွင့်ဒီအသင်းတွက်ကျွန်တော်အများကြီးအရေးကြီးပါတယ်ဆိုတော့ကျွန်တော်တို့ဒီအမိုရင်ပြောတဲ့အရာလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်ရရင်အခုချိန်မှာတော့ပေါ့နော်ကျွန်တော်တို့ Premier League ပွဲတွေမှာပဲ ကလေးတွေလူငယ်ကစားမားတွေကိုထည့်ပြီးတော့ကစားကွင်းမိနစ်တွေပို့ပေးရင် risk ယူထားဖို့အတွက်ကျွန်တော်တွေစဉ်းစားထားရတယ်ပေါ့ယူရိုပါလိကူတော့ကျွန်တော်အာယုံဆက်ရတော့မှာဖြစ်တဲ့အတွက်ပို့ပြီးတော့စီနီယာကစားမားတွေအများကြီးကိုတုံးသွားဖို့ရှိတယ်ပေါ့နော်ဒါကဘယ်လို ပြောမလဲဟိုလက်မခံခြင်းလည်းပဲကျွန်တော်လက်ခံတော့မယ့်အရာတစ်ခုပေါ့လေဆိုတော့လူငယ်ကစားမားတွေကိုကျွန်တော်ဒါအများကြီးကျွန်တော်ပရီးမီးယားလေးမှာနေရာပေးလို့ရလာပြီသူတပြင်းတော့ အသင်းဘက်ကပရီးမီးယားလိမှာကျွန်တော်တို့အတွက်ဘာမျှော်လင့်ချက်မှန်းကျွန်တော်မရှိတော့ပါဘူး။နောက်အလုံးလေးတိတိတိုင်းပဲအသင်းကအဆင့်၁၄မှာဗျာမကြည့်လိုက်ရင်နောက်ဆိုတော့အသင်းကအဆင့်၁၄မှာနော်အသင်းကအဆင့်၁၄မှာဒါအပြင်ကျွန်တော်ဒီဘလောက်မဲ့အဆင့်၁၇ကအတင်းနဲ့ကွာတာမဟုတ်ဘူးအဆင့်၁၇ကဝက်ဆမ်က35မဲ့ရတာတယ်ကျွန်တော်ကအဆင့်၁၄မှာ38မဲ့ကျွန်တော်ရတာတယ်အဆင့်၁၇เนาะတန်းစင်းစုံရဲ့အပေါ်ရန်အထက်ကအတင်းနဲ့ဘာမှန်ကျွန်တော်အနေနဲ့ကွာချမှုကျွန်တော်မရှိဘူး အဆင့်5ကမန်ချက်စတာစီးတီးယား55မှတ်ရထားတယ်။ကျွန်တော်တို့က38မှတ်ရထားတယ်။ဂျားထဲမှာကွာဟာမှုကတတော်ကိုကြီးသွားပြီ။ဒါကြောင့်မနော်ဒီဂျားထဲမှာဗျာဘယ်အဆင့်မှာပဲရက်တီရက်တီမထူးတော့ဘူး။အဆင့်9လား10လား8လားဘာမှမထူးတော့ဘူးမနော်။အဆင့်5အထိချန်ပီယံလေးဝင်ခွင့်ရမယ်။အဆင့်6ကယူရိုပါလေးဝင်ခွင့်ရမယ်။ဒါပဲဆိုတော့အသင်းအနေနဲ့ဘောနော်တန်းဆင်းစုံနဲ့ချန်ပီယံစ်လိဝင်ဝင်ချားမှာဘယ်နေရာမှာပဲယာတီတိန်တိန်အဲ့လောက်ကြီးကြီးပြောစရာစကားမရှိတော့ဘူးဗျာ ဒီညမှာတော့ဗောနော်ဒါအဆင့်အကြီးအတွက်တော့ရှိတာဗောလေနော်ဆိုတော့အခုလက်ရှိရှိနေတဲ့အဆင့်14ဆိုတာမျိုးကလည်းရုပ်ပြည့်အဆင့်ပြည့်ကြီးဖြစ်နေတာကိုဆိုတော့ MOD နေနဲ့ဒါကြောင့်ဗောနော်ကျွန်တော်တို့ပရီးမီးယားလေးကိုအရေးဆိုပြီးတော့ကစားမယ့်အချိန်ကိုရောက်လာပြီဒါအပြင်အသင်းကလက်ရှိ38မှတ်ဗောနော်38မှတ်အဆင့်16က Ipswich က21မှတ်ဆိုတော့ဒါကျွန်တော်တို့ဘယ်လိုပြောမလဲ9ပွဲ6ပွဲလောက်ပဲကျန်တော့တဲ့အချိန်မျိုးမှာ အမှတ်ကတော့တော်တော်ကွာသွားပြီပေါ့ဗျာဆိုတော့တန်းစင်ဖို့အတွက်လည်းကျွန်တော်ဒါတိတ်ပြီးတော့အများကြီးပူစရာမလိုတော့ဘူးပေါ့နော်ဒီနေရာမှာလူငယ်ကစားမားတွေကို risk ယူပြီးတော့အများကြီးသုံးရမယ်ဆိုတာမျိုးကအသင်းရဲ့ first line နဲ့အကုန်လုံးကိုပြောင်းလဲဖို့သူပြောတာမဟုတ်ဘူးထားပါတော့အသင်းမှာအရေးပါတဲ့ကက်ဆမီရိုကိုအနားပေးပြီးတော့လူငယ်ကွင်းလေးတွေထည့်ဆော်တာမျိုးအကြီးပါတဲ့ center back ထားပါတော့ Lenny Yoro တို့ဘာတို့ကိုအနာပေးပြီးတော့နောက်ကျတော့ဒါ Aiden Heaven တို့ကိုကွဲချိန်မြန်မြန်ပြန်သုံးတာမျို ်အက်ထရစ်ဒူဂူတို့ကိုအနာပေးပြီးတော့ဟယ်ရီအာမတ်စ်ကိုပို့ပြီးတော့သုံးတာမျိုးဒါမျိုးလေးတွေပေါ့နော်ချီရိုအိုဘီတို့ပါတော့ကိုကျွန်တော်ပို့ပြီးတော့အခွင့်အရေးပေးတာမျိုးပေါ့အရေးပါတဲ့ကာနာချူတို့ကိုဖိဖိချင်းအနာပေးပြီးတော့မီဆန်မောင်းတို့ပါတော့ကိုကျွန်တော်ဒါပြန်ပြီးတော့နေရာထပ်ပြီးတော့သုံးဖို့ကြိုးပမ်းတာမျိုးပေါ့မီဆန်မောင်းကလည်းကစားခြင်းအများကြီးရမထားဘူးဆိုတော့သူ့ကိုပွဲကစားခွင့်နေမပေးဘဲနဲ့ဒီတိုင်းခြံထားလို့မရဘူးသူရီတန်ပြန်မိဖို့အတွက်ကျွန်တော်နေရာပေးရမှာရာဒီကောင်မှာထွက်တော့မဲ့လင်ဒီလော့ဖ်တို့အဲရစ်ဆင်တို့ကိုကစားခြင်းများများပေးတာမျိုးပေါ့ဒါမျိုးလေးတွေကျွန်တော်သွားမှရမှာ ဒါမှပေါ့နော်အတင်းဘက်ကဒီဖြည်းဖြည်းချင်းနဲ့ဒီလူငယ်ကစားမတွေရဲ့ခြေစွမ်းတွေကိုကျွန်တော်တွေ့ရမှာပဲဒါကြောင့်ပရီးမီးယားလိကိုကျွန်တော်တို့ကလုံးဝအာယုံဆိုင်ဖို့မရှိတော့ဘူးပေါ့နော်ဒီညမှာပွဲတိုင်းရှုံးအောင်ကစားမယ်လို့ပြောတာမဟုတ်ဘူးဗျာဆိုတော့ဒီပြီးခဲ့တဲ့ပွဲမှာလည်းကျွန်တော်ကြည့်ပါလားဂျိုဂျူဝါဇစ်စီအင်ဂျူရီပြဿနာကျွန်တော်ကြုံသွားရပြီဆိုတော့အဲ့ဒီမှာအရေးကြီးတဲ့ကစားမနော်ကျွန်တော်တို့အဲ့ဒီလိုနောက်ထပ်အရေးကြီးတဲ့ပလေယာတယောက်ကိုယူရိုပါလိမ့်မှာကျွန်တော်လက်လွတ်လို့ကျွန်တော်မဖြစ်တော့ဘူးတဲ့လိုမျိုးဆိုတော့ ျွန်တော်ယူရိုပါလိကိုအများကြီးအယုံဆိုင်မှရမယ်ဒါကို MOD ကပြောချင်တာဒါကတော့ကောင်းတဲ့အရာလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်တို့အတွက်ဒီရာဒီကိုအမှန်ကန်ကဲတင်နိုင်မှာကယူရိုပါလိပဲကျွန်တော်ရှိတာယူရိုပါလိမှာဖိုင်နယ်တက်အောင်ကြိုးစားရမယ်ဖိုင်နယ်တက်အောင်ရောက်ပြီဆိုမှအချိန်ကြီးကကျွန်တော်ကောင်းမှာဖိုင်နယ်ရောက်ပြီဆိုလို့ရင်လည်းဘိုးဆွဲမှာဘိုးဆွဲပြီဆိုရင်တော့ကျွန်တော်ရဲ့ဒီလက်ရှိရာဒီကပရီးမီးယားလိမှာဘယ်လောက်ပဲစူးစူးဝါးဝါးဖြစ်နေပါစေအောင်မြင်မှုအတိုင်းအတာနည်းနဲ့ကျွန်တော်ကြည့်ရင်အောင်မြင်ခဲ့တဲ့ရာဒီကိုပြောရမှာ ဆိုတော့လည်းလက်ရှိအခြေအနေကတော့မကြိုက်ဘူးပေါ့နော်ပရီးမီးယားလိဂ်ကလည်းအဆင့်ဆက်လေးမှာမနီယာနဲ့ကွာတာနဲ့ပြုတ်တော့မလားဘာညာတွေးနေရင်ကနေပြီးတော့ကျွန်တော်စီမီကိုတက်သွားတယ်အများကြီးစကားပြောပါတယ်ဒါကြောင့်ဒီအလုံးစုံတိုင်ပတ်နေပါတယ်ဆိုတော့အတင်းမျိုးမှာဒီလိုအခိုက်တက်နေကကျွန်တော်လူတယ်ပေါ့နော်ဆိုတော့ဘရူနိုဖနန်နက်စ်တို့ဘာလို့ကိုပွဲတိုင်းပွဲတိုင်းမိနစ်90အပြည့်တုံးတာတွေကိုအမ်မိုရင်ရှော့ချလာဖို့ကျွန်တော်ကြည့်ရမှာပဲ ဝင်လယ်မှာလည်းရှိမှရွေးချယ်စရာတွေကများနေတာ main new ပို့ပြီးတော့ rhythm မိဖို့အတွက်ဖြည်းဖြည်းချင်းနဲ့သူ့ကိုနေရာပို့ပေးဖို့ကျွန်တော်တို့ကြည့်ရမယ်။နောက်ဆိုတော့ main new Ugarte, Casemiro, Eriksen, Bruno အဲကျွန်တော်တို့မှာ Mason Mount ဆိုပြီးတော့ကွင်းလယ်ကစားမတွေအများကြီးရှိတယ်။ကွင်းလယ်လူ6ယောက်ထိကျွန်တော်တို့ရှိတယ်။ Bruno Fernandes ကိုဖြည်းဖြည်းချင်းပွဲကစားခြင်းတွေ short ချမှာကျွန်တော်တို့ကအဆင်ပြေမှာပေါ့နော်။ Europa League မှာသူအပြည့်အဝကစားနိုင်နေသူကောင်းလေပဲ။ ကျတော့အကြောင်း MBO ကတော့ကျွန်တော်တို့ကလူငယ်ကစားမတွေကိုအများကြီးနေရာပေးပြီးတော့ reach ယူပြီးကစားသွားဖို့ရှိရယ်ပေါ့နော်အဲပရီးမီးယားလိမှာဆိုတော့ယူရိုပါလိကိုပဲကျွန်တော်တို့ကတော့အိုင်ယွန်ဆိုက်တော့မယ်ဆိုတော့ညီကတို့အနေနဲ့ရောဘလူးမီညာလဲတကယ်ပဲဒါဟာဖြစ်တဲ့အရာလို့ကျွန်တော်တို့ထင်ညာလားဒါမှမဟုတ်ငါတို့ကတော့အချင်းကြီးကောင်းမနေဘူးပရီးမီးယားလိလည်းအိုင်ယွန်ဆိုက်တဲ့နေလို့ကျွန်တော်တို့ထင်ညာလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မနေ့ဖြန်ဒါပြန်ပြီးတော့ကျွန်တော်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ